Hello everyone ကျမဒီဂျစ်တယ် business owner တယောက်ဖြစ်တလို့ mentoring တယောက်လည်းဖြစ်ပါတယ်ဒီနေ့မှာ mail ရှိတဲ့ customer question and answer set ချက်ကိုကျမတို့နဲ့ mentorship team နဲ့အတူတကွအစဉ်ပြပေးသွားမယ်မိတ်ဆွေတို့အတွက်တကယ်အသောဝင်မဲ့အဖြေတွေဖြစ်မယ်ဆိုတာကိုသိချပါတယ်အဆုံးထိကြည့်သွားပါဒီ business ကိုစတင်ဖို့ဘာတွေလိုအပ်ပါလဲဆိုတဲ့မိကုန်လေးကိုကျွန်တော်ဖြေပေးပါမယ်ကျွန်တော်တို့မိတ်ဆွေတို့မှာ phone တစ်လုံး laptop တစ်လုံးနောက်ပြီးတော့ internet ကိုချိတ်ဆက်နိုင်လို့ရှိရင်စတင်လို့ရပါတယ် ပထမဆုံးဆက်လုပ်တဲ့ချိန်တုန်းက supporting ရနိုင်ပါသလားလုံးဝကိုရပါတယ်တင်မသိတာတွေမေးချင်တာတွေအကုန်လုံးကို mentorship and downline upline ကနေပြီးတော့မှထပ်ပံမှာဖြစ်ပါတယ် session တွေ့ရှိလာဆိုတော့ရှိပါတယ် training video တွေ zoom session တွေ community support တွေ mentorship တွေရှိပါတယ်ကိုတယောက်တည်းလုပ်တာမဟုတ်ပါဘူး digital business ကအတွေ့အကြုံရှိနေပဲ lifetime ပေးထားတဲ့ training system နဲ့အတူတူ mentor တွေ coach တွေရဲ့ပတ်ဖို့အကူအညီမှုတွေနဲ့လေ့လာသင်ယူရေးကောင်း ရှင် Digital business စတင်နိုင်ဖို့ငွေအရင်းနှီးဘလောက်လိုပါသလဲအစကတော့နည်းနည်းနဲ့စတင်နိုင်ပြီးနောက်ပိုင်းမှာတော့တဖြည်းဖြည်းတိုးပွားလာနိုင်ပါတယ်ကစကမ်ဟုတ်ပါဘူးကျမတို့ရဲ့ business က legal register company တခုဖြစ်ပြီးပေါ်သင်ပြီးလည်လာနိုင်ပါတယ်ကျမတို့လည်းအစစ်အမှန်အတွေ့အကြုံနဲ့ကြားသားနိုင်ပါတယ်ရှင် လုပ်လို့ရတဲ့စီးပွားရေးတစ်ခုဖြစ်တယ်။အခြေပြေအလုံးလုံးတဲ့လူတွေလည်းဒီ online digital business ကို fast track အနေနဲ့လည်းတွဲလို့လို့ရပါတယ်ရှင်။ ကျမတို့အချိန်မရှိဘူးဆိုရင်ရောဒီအလောက်ကိုလောက်နိုင်ပါမလားနေ့တိုင်းတနာရီနှစ်နာရီနဲ့လည်းစတင်နိုင်ပါတယ်အလောက်အိမ်တွေရဲ့ဂက်များအသုံးချပြီးတော့ run လုပ်ရပါတယ်အိမ်ကအလောက်ရောကိုပိုင်စီးပွားရေးလုပ်ငန်းကိုလုပ်ရတော့လေ digital business ကိုလုပ်နိုင်ပါမလားဟုတ်ကဲ့ကျမတကယ်လုပ်နိုင်ခဲ့ပါတယ်အိမ်အလုံးလုံးရင်းနဲ့ digital business ကိုအိမ်ကနေလုပ်ရတာဖြစ်တဲ့အတွက်အရှမ်းကို flexible ဖြစ်ပါလေရှင် ပြီးတော့ကျမတို့ question and answer set ချက်ကိုနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီ digital business ကိုမိတ်ဆွေလည်းစိတ်ဝင်စားလာပြီဆိုရင်ကျမတို့နဲ့တိုက်ရိုက်ဆက်သွယ်ပြီးမိမိအတွက်နောက်ထပ်အကြောင်းအရာတွေကိုလေ့လာနိုင်ပါတယ်။မိတ်ဆွေရဲ့လွတ်လပ်မှုကဒီနေ့စတင်နိုင်ပါပြီ။မေ့ချင်တာရှိတဲ့ဆိုရင်တော့အောက်က comment မှာ info လို့ရေးပေးလိုက်ပါ။ကျမပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye.